အစာအိမ်ယောဂါတွေကအဖြစ်များတဲ့အဲမှာပါဝင်ပါတယ်။အစာအိမ်ယောဂါလို့အလွယ်ပြောလိုက်ပေမဲ့လည်းတကယ်တမ်းမှာအစာအိမ်ယောဂါတွေကအများကြီးရှိပါတယ်။ဒီမှာတော့အဖြစ်များတဲ့အစာအိမ်ယောဂါတွေကိုသေချာပြပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါ။ပထမဦးဆုံးအစာအိမ်ယောဂါတစ်ခုကကြာတော့အစာအိမ်ရောင်နာဖြစ်ပါတယ်။ဈေးပညာခေါ်တော့ gastritis လို့ခေါ်ပါတယ်။ဒါကအစာအိမ်ရဲ့အတွင်းနံရံ ရောင်ရမ်းခြင်းဖြစ်ပါလေ H pylori လို့ခေါ်တဲ့အစာရင်ပိုးကြောင့်ဖြစ်တတ်ပါတယ်အရက်တောင်ဝင်ဖြစ်နိုင်တယ်အကြိုက်ခက်ပြောက်စေးတွေအလွန်ကြုံတောင်ဝင်ဖြစ်နိုင်ပါတယ်ဒါပြေအောင်မှစိတ်ဖိစီးမှုများတဲ့အခါမျိုးမှာလည်းပဲဖြစ်တတ်ပါတယ်ယောဂလက္ခဏာတွေအနည်းငယ်ကကြာတော့ညညွတ်နေရကအောင့်မယ်ပြုတ်မယ်လေပွားမယ်အစာမကြေမယ်အံ့မယ်ဒါမျိုးတွေဖြစ်တတ်ပါတယ်နောက်ထပ်အစာအိမ်ယောဂတစ်ခုကကြာတော့အစာအိမ် အနာဖြစ်တာဖြစ်ပါတယ်။စိတ်ပညာခေါ်တော့ peptic ulcer stomach ulcer လို့ခေါ်ပါတယ်။ဒါကအစာအိမ်ရဲ့နံရံမှာအနာလေးဖြစ်နေတာဖြစ်ပါတယ်။ဖြစ်စေတဲ့အကြောင်းရင်းတွေကကြတော့ H pylori လို့ခေါ်တဲ့အစာအိမ်ပိုးကြောင့်ဖြစ်နိုင်ပါတယ်။အကဲခဲပြောက်ဆေးတွေကိုအလွန်အကျွံသုံးဆွဲတဲ့အခါမျိုးမှာဖြစ်နိုင်ပါတယ်။ယောဂလက္ခဏာတွေအနည်းငယ်ကကြတော့အစာအိမ်နေရာကပူနေမယ်နာမယ် အထူးသဖြင့်အစာမရှိတဲ့အချိန်မှာပို့ပြီးတော့စိုးမှဖြစ်ပါတယ်ရင်းပူမယ်ပြုတ်မယ်အရင်စိုးလာပြီဆိုရင်တော့ဝမ်းသွားတဲ့အခါမှာဝမ်းမဲမဲသွားတာမျိုးဖြစ်နိုင်ပါတယ်နောက်ထပ်စာရင်ယောဂတစ်ခုကကြာတော့စချင်းပြန်ယောဂဖြစ်ပါတယ်ဈေးပညာခေါ်တော့ GERD လို့ခေါ်ပါတယ် Gastro Esophageal Reflux Disease ဒါကအခြေကောက်ဖြစ်ပါတယ်ဒါကကြာတော့ စာအိမ်ထဲမှာရှိတဲ့ acid တွေကအပေါ်ကိုတက်ပြီးတော့အစာရည်မြူတွေကိုရောက်သွားတာဖြစ်ပါတယ်။ယောဂလက္ခဏာတွေအနေနဲ့ကကြာတော့ရင်ပူမယ်။အရသာကချင်းနေမယ်။ဒါသည်အစာအိမ်ရဲ့ acid ကအပေါ်ကိုပြန်တက်လာတဲ့အခါမျိုးမှာရှာထဲမှာချင်းတဲ့ရသာကိုရနေတာဖြစ်ပါတယ်။ပြီးရင်ချောင်းဆုံမယ်။လေချောင်းနာမယ်ဒီလိုမျိုး လက္ခဏာတွေပြနိုင်ပါတယ်။ နောက်ထပ်အစာအိမ်ယောဂါတစ်ခုကကြာတော့အစာအိမ်ကန်ဆာဖြစ်ပါတယ်အစာအိမ်ကန်ဆာဆိုတာကအစာအိမ်ရဲ့နံရံမှာပုံမှန်မဟုတ်တဲ့ cell တွေကြီးထွားလာတာဖြစ်ပါတယ်ဘယ်သူတွေမှဖြစ်နိုင်ချေများလဲဆိုလို့ရှင်အစာအိမ်ရောင်ရမ်းမှုခဏခဏဖြစ်နေကြလူတွေမှာ ဖြစ်နိုင်ချေများပါတယ်ဆလေးတောက်တဲ့လူတွေစားပါဝင်မှုများတဲ့အစာတောက်တွေကိုအလွန်ကြောစားသုံးသူတွေ အတိပ္ပယ်ကတော့အငံကြိုက်တဲ့လူတွေမိသားစုမျိုးတွေမှာအစာရင်ကင်ဆာဖြစ်ဖူးတဲ့လူတွေဒါအပြင်မှာ H pylori လို့ခေါ်တဲ့အစာရင်ပိုးရှိတဲ့လူတွေမှာဖြစ်နိုင်ခြင်းများပါတယ်ယောဂလက္ခဏာတွေအနည်းငယ်ကကြတော့အစာမကြည့်တာအမြဲလိုဖြစ်နေတတ်တယ်ပိန်သွားတတ်တယ်နောက်တစ်ခုကသွေးအန်နာကော်ဖီလိုအန်နာဝမ်းမဲမဲသွားတာဒါမျိုးတွေဖြစ်နိုင်ပါတယ် ောက်ထပ်အစာရင်ယောဂါတစ်ခုကကြတော့အစာရင်မှာအသက်ဖို့ရှိတာဖြစ်ပါတယ်ဆေးပညာခေါ်တော့ stomach polyp လို့ခေါ်ပါတယ်ဒါကကြတော့အစာရင်ရဲ့နံရံမှာပုံမှန်မဟုတ်တဲ့အသက်ဖို့လေးထိုးထွက်နေတာဖြစ်ပါတယ်အများအဖြစ်ကန်ဆာမဟုတ်တတ်ဘူးတခါတလေမှာတော့အဲ့ဒီအသက်ဖို့လေးတွေကကန်ဆာပြောင်းသွားတာမျိုးဖြစ်နိုင်ပါတယ် ောက်ထပ်ယောဂတစ်ခုပါကြာတော့အစာမကြေတဲ့ယောဂဖြစ်ပါတယ်စိတ်ပညာခေါ်တော့ functional dyspepsia လို့ခေါ်ပါတယ်ဒီလိုဖြစ်ပြီဆိုလို့ရှိရင်เนาะအစာမကြေတဲ့လက္ခဏာတွေဖြစ်တဲ့စားလိုက်တာနဲ့လေးပွားတာရင်ပြေတာမအီမတာဖြစ်တာဒီလိုမျိုးလက္ခဏာတွေပြနိုင်ပါတယ်ဒါကတော့အစာရင်ယောဂအမျိုးမျိုးနဲ့ဖြစ်တတ်တဲ့ယောဂလက္ခဏာတွေပဲ ဖြစ်ပါတယ်ဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ် channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လေးလုပ်ပေးကြပါဦးသိချင်တာရှိရင်လည်း comment မှာမေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်